အားလုံးပဲမင်္ဂလာပါဗျာ။ Quizor Channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့ညမှာတော့ဗီဒီယိုလေးတွေနှစ်ခုသုံးခုလောက် reaction လုပ်ပေးပါမယ်။ဟုတ်ကဲ့ပါပထမဆုံးဗီဒီယိုလေးကိုအရင်ဆုံးကြည့်ကြရအောင်။ ောင်းပါနဲ့เนาะတောက်ဆီကောင်းပါဟုတ်ကဲ့ပါဒီ view file လေးကတော့မနေ့က live ပေါ်မှာပြန့်နှံ့လာတဲ့ video file လေးပါ video file လေးထဲမှာကောင်မလေးတယောက်ကိုအကျန်းဖတ်နေတာပါ ရိုက်နှက်ထိုးကြိတ်ကန်ကြောက်နေတဲ့ video file လေးပါသမီးစားတွဲဖြစ်နိုင်တယ်လို့လင်မယားတွဲလည်းဖြစ်နိုင်တယ်ဘလို့ကြောင်းကြောင်းနေကြောင်းဒီလိုမျိုးအကျန်းဖတ်နေတာလဲတော့မသိဘူးဗျ ဒါပေမဲ့တိုင်းပေါ်မှာပြန့်နှံ့လာတယ်ဘလို့ပဲဖြစ်နေပါစေကိုလို့ရင်ခံရမယ့်အားနည်းတဲ့မိန်ကလေးမိန်းမသားတယောက်ကိုဒီလိုမျိုးတော့မလုပ်သင့်ဘူးလို့ထင်ပါတယ်အခုဒီလိုမျိုးပြဿနာတွေခဏခဏကြုံတွေ့ရတယ်နော်ယောက်ျားလေးတွေဖြစ်ပြီးတော့အနိုင်ကျင့်တဲ့အကျန်းဖတ်တဲ့ပုံမျိုးတွေခုနောက်ပိုင်းအရန်တွေ့လာရတယ်မိန်းကလေးတွေလည်းတတိထားပါကိုယူမဲ့ယောက်ျားကိုတွင်းမဲ့ယောက်ျားကဘလို့ကောင်မျိုးလဲဆိုတာကိုအရင်ဆုံးလေ့လာဆန်းစစ်ပါဟုတ်ပြီနော် ကိုအိမ်မှာကိုမိဘကယူယူရရနဲ့ နော်ရှင်မွေးမိမလောင်လက်မွေးမိမလောင်ယူယူရရနဲ့မွေးထားတဲ့သမီးတယောက်ကိုဒီလိုကောင်မျိုးတွေလက်ထဲရောက်မှဒီလိုမျိုးထိုးချိတ်ကန်ကြောက်ခံရရင်လည်းမကောင်းပါဘူးဗောဗျာနော်အဲ့တော့ယောက်ျားလေးတွေအနေနဲ့လည်းသူများသားသမီးကိုဒီလိုမျိုးအနိုင်မကျင့်သင့်ပါဘူးဖြည့်ရှင်းလို့ရတဲ့နီးနိုင်တွေအများကြီးရှိပါတယ်နော်ဒီလိုမျိုးကိုနိုင်နေဆိုတဲ့အနိုင်ကျင့်နေဆိုတာယောက်ျားကောင်းတို့ရဲ့လောက်ရမဟုတ်ဘူးဆိုတာလေးကိုတော့ပြောပြခြင်းပါတယ် ဒါလောပြနေလာတဲ့ video file လေးကိုကျွန်တော် viewer တွေကြည့်အောင်တင်ပြပေးရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်ထပ် video file လေးကိုလည်းထပ်ကြည့်ပါဦးမယ်ဒါတော့ရှူရှင်လက်မွေဖေးရမွေတွေကိုစာကျွေးနေတာပါကုသိုလ်ရှင်များကုသိုလ်ပြုနိုင်ပါတယ်ဒါတော့ရှူရှင်လက်မွေဖေးရမွေတွေကိုစာကျွေးနေတာပါကောင်းမှုပြုနေ nhất cho nào gần nhất nào rồi nhá lông mà nó bằng mặt biết yêu lòng biết yêu đi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  biết 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 yêu 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 đi biết đi biết yêu đi biết yêu အာမွေကြီးတွေကိုအသာကျွေးနေတာပါလို့နော်နောက်ပြီးတော့ကုလို့ရှင်တွေလည်းကျွေးလို့ရပါတယ်လို့ဒီမူရှင်အဲ့တော့တော်တော်တနာဖို့ကောင်းတဲ့တလိษံလေးတွေဗျနော် ကျွန်တော်တို့ဗုဒ္ဓဘာသာအယူမှာမွေလို့ပြောလိုက်တာနဲ့ဘာသာရေးအောက်ကိုဆွဲသွင်းလိုက်ကြတယ်ဗျအဲ့တော့မွေလို့ပြောလိုက်တာနဲ့ဖျားမွေတန်းဖြစ်သွားတယ်မွေလို့ပြောလိုက်တာနဲ့ဘာသာရေးနဲ့သက်ဆိုင်တဲ့တရားဝါလို့တန်းပြီးတော့တွေးထင်လိုက်ကြတယ် ဲ့လိုမဟုတ်ဘူးဗျ။မွေလေးတွေကလည်းသူတို့သဘာဝအလျောက်သူတို့ရဲ့နေထိုင်ကြက်စားတဲ့ဒေယာဒေတာမှာပဲရှင်သန်နေထိုင်ခြင်းကြတာ။အဲ့ဒါကိုဖမ်းချုပ်ပြီးတော့ဖျားမွေလှုပ်လိုက်တယ်။လှုပ်ပြီးတဲ့အပြင်ဟိုမှသူတို့ရဲ့သဘာဝလျောက်ဖြစ်တဲ့အစားတောက်ကိုမကြွေးဘဲနဲ့ဒီလိုမျိုးထမင်းတွေနဲ့ကြက်သားတွေနဲ့ချက်ပြုတ်ပြီးလုံးလေးတွေလှုပ်ပြီးတော့ဗဇက်ထဲကိုထိုးထည့်ပြီးတော့မွေးကြတယ်။မြမပြည်အနှံ့ပြားမှာဒီလိုမျိုးဖျားမွေလှုပ်ထားတဲ့မွေလေးတွေတနာဖို့ကောင်းတဲ့မွေလေးတွေအများကြီးရှိတယ်ဗျ။ ါတွေကိုဘယ်သူကကယ်တင်မလဲဆိုတာတော့လည်းမပြောတော့အခုချိန်နေနေအထီပါပဲဒါကသခိုင်းမှာရှိတဲ့ဖျားတဆူကမွေတွေပါအဲ့တော့ငလင်ထံကြောင့်မွေလေးတွေအသက်အန္တရာယ်ကင်းဝေးသွားပေမဲ့ဒီလိုလူတွေကြောင့်တစ်ချိန်ချိန်မှာဒီမွေလေးတွေကအသက်အန္တရာယ်ဆိုးရင်ရပါတယ်ဒါတွေကသူတို့ရဲ့လေထမဟုတ်ဘူးဗျသူတို့နေထိုင်ရှင်သန်တဲ့ပုံစံမဟုတ်ဘူးဘာဖြစ်လို့မွေဆိုတိုင်းဘာသာရေးအောက်ကိုဆွဲသွင်းပြီးတော့ဖျားမွေလုတ်ပစ်ပြီးတော့အလူခံစားကြင်ရတာလဲ ဒါကျွန်တော်ဒဲ့ပဲပြောပါမယ်ဒါမျိုးတွေကကျွန်တော်တို့ဒီဘက်ခေတ်နောက်ပိုင်းမှာမရှိတင်တော့ဘူးလို့ကျွန်တော်ထင်တယ်တကယ်လို့မွေးမယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့သဘာဝအလျောက်နေထိုင်ရှင်သန်တဲ့ပုံစံအတိုင်းမွေးဖွားလို့ရပါတယ်မွေးလို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီလိုမျိုးပေါက်ကရတွေကိုပါဇက်သေးထိုးထည့်ပြီးတော့ဖျားမွေတွေပါလှူလို့ရပါတယ်ဆိုပြီးတော့အလူခံစားတဲ့ပုံမျိုးကတော့မဖြစ်တင်တော့ဘူးဗျာဒီဘက်ခေတ်မှာအဲ့လူတွေကလည်းတည်တင်ပြီဗျာနော်လူတွေလည်းတည်တင်ပြီ ဲ့တော့ကိုးကွယ်မှုတွေကတလွဲတွေဖြစ်နေတော့မယ်ဗျ။ဒါတွေကိုသက်ဆိုင်တဲ့လူကြီးတွေသက်ဆိုင်တဲ့လူတွေကိုယ်တိုင်ကလည်းပအဝင်ပတ်သက်နေပုံရတယ်ဗျ။သူတို့ကလည်းနှာစည်းနေပုံရတယ်။တော်တော်ကိုတော်တော်ကိုမဖြစ်သင့်တဲ့အလုပ်တွေဗျ။နော်။ဒါတလေးဆန်ညှင်းပန်းနှိပ်စက်မှုမြောက်တယ်ဗျ။ဆက်ကြည့်ပါဦးမယ်။အမြဲတမ်းတနာဖို့ကောင်းနေဗျာ ကယ်ပြောတာပါမလုံးသင့်ပါဘူးဒါကျွန်တော်တို့ကဒါတိရစ္ဆာန်ချစ်တက်တဲ့သူတွေဆိုတော့စိတ်ထဲမှာမြင်ရတွေ့ရတာတိတ်သဘောမတွေ့ဘူးဗျအော်လောင်ရင်ထဲမှာထည့်ထားတယ်အချိန်တန်ရင်ပါဇက်ကြီးဖြဲပြီးတော့ပေါက်ခရစာတွေထိုးထည့်တယ်ဗျာဒီဒီမွေလေးတွေကဒါသူတို့ရဲ့ဝေကျွေးပဲပေါ့ဗျာပြောရမယ်ဆိုရင်တော့ကြည့်ဦးမတင်နဲ့မချော့တာစာစားမယ်

အဲ့တော့ကျွန်တော်တို့မြန်မာတွေအနေနဲ့လည်းဒီလိုယူဆတွေကဒီတလိဆန်လေးတွေအတွက်ဆင်မပြေဘူးဆိုတာသိသင့်ပါပြီဗျာနော်အကုန်လုံးလဲဝိုင်းပြီးတော့ပြောင်းလဲသင့်ပြီလို့ထင်ပါတယ်မွေလို့မြင်လိုက်တာနဲ့ဘာသာရေးနဲ့ဖျားနဲ့တက်ဆိုင်တယ်လို့ထင်တဲ့ဟာကြီးကမဖြစ်သင့်ဘူးဗျာနော်ဘာသာရေးခေါင်းစဉ်အောက်ကိုမွေဆိုတာနဲ့အကုန်လုံးကိုဆွဲသင့်ပလိုက်တာ ဒီဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်လိုက်။နေစံတရက်နေ့မှာထူးထူးခြားခြားအားလုံးလက်တွေဝင်ပါပြီ။အိမ်တွင်းရဲ့နေဆက်မှာငွေစိမ့်လေးတက်နေတာပါ။ကြည့်ကြည့်ပါအားလုံးတက်လာကြပါစေ။ကျမ်းမာကြပါစေ။ချမ်းသာကြပါစေ။ကျမ်းမာပါစေ။ချမ်းသာကြပါစေ။အဲ့တော့သူတို့ရဲ့တဘာဝလျှောက်ရှင်သန်နေထိုင်ပါစီလားဗျာ။နော်။အဲ့တော့အဲ့ဒါတွေကိုလည်းကျွန်တော်တို့တာဝန်ရှိတဲ့သူအနေနဲ့လည်းဒါမျိုးတွေကိုလှုပ်တင်ပြီးဒီလိုမျိုးတိရစ္ဆာန်လေးတွေကိုဗန်းပြပြီးတော့အလူခံစားနေတာမျိုးတွေကတော့ဒီဘက်နောက်ပိုင်းမှာမဖြစ်သင့်တော့ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။ ဓာရီကတိရိစ္ဆာန်ညှဉ်းပန်းနှိမ့်ဆက်မှုမြောက်ပါတယ်။နော်ဖရာရဲ့တရားနဲ့လားလားမမသက်ဆိုင်ပဲနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့ကိစ္စတွေပါ။နော်အဟိတ်တိရိစ္ဆာန်ဘာမှနားမလည်ဘူး။သူတို့ရဲ့သဘာဝအလျောက်ရှင်သန်နေထိုင်ဖို့ပဲစဉ်းစားတက်ပါတယ်။ဟုတ်ပြီနော်။ကျွန်တော်ကိုဒီဥစ္စာနဲ့ပတ်သက်ပြီးဆဲတဲ့လူတွေလည်းရှိကောင်းရှိမှာပါ။ဒါပြဿနာမရှိဘူး။ဒါကတော့မဟုတ်ဘူးဆိုတာတော့မဟုတ်တဲ့အကြောင်းကိုကျွန်တော်တို့ကပြောရမှာဖြစ်တဲ့အတွက်ကြောင့်ပြောရခြင်းဖြစ်တယ်။ဟုတ်ကဲ့ပါ။ဒါကတော့သခိုင်းမှာရှိတဲ့ မွေဖျားတစ်ခုဟာမွေလေးတွေကိုအစာကျွေးပြီး တော့လှူခံနေတဲ့ဗီဒီယိုဖိုင်လေးပါနောက်တစ်ခါကျွန်တော်တင်ပြမယ့်ဗီဒီယိုဖိုင်လေးကတော့မြို့သမီးတယောက်ကကိုတိုင်းကားမောင်းလာတဲ့ဘုံကြီးတစ်ပါးနဲ့ပြဿနာတက်တာလေးကိုပြန်လည်ပြောပြထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့မြန်မာပြည်မှာခုနောက်ပိုင်းဘုံကြီးတွေကိုတိုင်းကားမောင်းတဲ့ကိစ္စကလည်းတဖြည်းဖြည်းနဲ့မြင်ရတွေ့ရတာပုံပုံများလာပါတယ်နော်ဘုံကြီးကားဆိုတာနဲ့ကြီးတိုက်တာနဲ့ဘုံကြီးကိုတိုင်းမောင်းနေတာတွေတွေ့လာရပါတယ် ဘုံကြီးတွေကားမောင်းခြင်းလူထွက်တင်ပါတယ်တကယ်လို့ရင်တိုက်မှုဖြစ်ခဲ့ရင်ဘလို့တာဝန်ယူမလဲရင်တိုက်မှုဖြစ်ခဲ့ရင်ဒီဘုံကြီးတွေဘလို့ရှင်းကြမလဲအဲ့တော့လှူတဲ့လူတွေလည်းတေချာလှူစေခြင်းပါတယ်ကိုလှူလိုက်တဲ့ကိစ္စကကုသိုလ်မဖြစ်ဘဲနဲ့အကုသိုလ်ဖြစ်သွားတာတွေအများကြီးကြုံနေရပါတယ်နော်အဲ့တော့ဒီတန်ကားတွေအနေနဲ့ကားမောင်းတာနဲ့ပတ်သက်ပြီးတော့ဥပဒေတွေလည်းရှိတင်ပြီးရှိတယ်လို့လည်းသိရတယ်အဲ့တော့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ပြောပြထားတာလေးကိုလည်းကြည့်လိုက်ကြရအောင် ီးอ่ะตัวอ่ะอชิกูอชิตะตะอ่ะนี่ပြီးတော့มาลาลาတော့ก้าแล่นจริงๆเลยลั้นจาเลยแล่นจริงๆเลยဆိုတော့กูอ่ะแลဟိုဘက်ပေးရလဲကွေ့လို့မရဘူးဒါအဲ့လမ်းတော့မမနှဲရှာပြီးတော့ရောက်လာတာအမှန်တမ်းပြောဟိုဘက်ကလည်းကွေ့လို့မရဘူးဒီဘက်ကလည်းကွေ့လို့မရဘူးနောက်လည်းပြန်ဆုံးလို့မရဘူးကိုနောက်မှလည်းကားတွေကတတိတန်းကြီးပါလာကွယ်ဘေးနားဆိုလဲတိုက်တွေကပြို့တော့လမ်းကြီးကအကုန်လုံးကပိတ်ထားလမ်းကသွားစီကတလမ်းမဲရှိရဲ့အဲ့တလမ်းမဲရှိရောအဲ့တလမ်းမဲသွားရဲအဲ့တော့အကုန်လုံး ကိုနောက်မှာလည်းကားတွေအများကြီးပါတယ်လမ်းကလည်းကျဉ်ချင်းလေးတယောက်နဲ့တယောက်ဒါနားလည်မှုလေးနဲ့သွားနေကြတာသူလေးနဲ့သူနည်းနည်းဖဲကိုနည်းနည်းဖဲဟုတ်တယ်မလားအဲ့ဒါကိုဖုန်ကြီးကဖုန်ကြီးကရှေ့တက်တက်ရနေပြီးတော့มาလာတယ်ကွလာတော့ तू ကဇွတ်တီကိုသူတယောက်ထဲလမ်းဟိုမသိရင် तू ဝယ်ထားတဲ့လမ်းကြနေရပဲ तू တယောက်ထဲလာတယ်ဩဖုန်ကြီးကားဆိုတော့ကြီးလိုက်တာနဲ့ဩနံပါတ်1နဲ့အဖက်နဲ့ ဟုံးကြီးကားဆိုတော့ကိုကလမ်းဖယ်ပေးတယ်သူ့ကိုလမ်းဖယ်ပေးတယ်ကိုနိုင်တလောက်ဖယ်ပေးတယ်ဆက်ပြီးတော့မှလည်းဖယ်လို့လည်းမရတော့ဘေးနာတိုက်ကြီးကလည်းအံ့နေ啊ပြီးတော့ဘေးနာလည်းမြောင်းကြီးနဲ့ဆိုဖယ်လို့မရတော့ဖယ်လို့မရတော့ကိုဘာလို့ ਆ လဲဆိုတော့ဟိုအတက်နိုင်ဆုံးဘေးကိုကက်ပြီးတော့မှဟိုမှန်ဖွင့်ပြီးတော့မှလက်ပြရတယ်သူ့ကိုဖြည်းဖြည်းချင်းခောက်ပြီးတော့မှလာဖို့သူကလည်းကိုဟိုလက်လက်ဟိုလာဖို့ဟိုကလုပ်တယ်ဒါပေမဲ့လမ်းကကိုကဆက်ပြီးတော့မှသွားလို့မရအောင်သူ့ဘက်ကလာပြီးတော့မှဒီလိုဘိုင်းတူ ဒီလိုသွားမှအဆင်ပြေမဲ့လမ်းဖြစ်နေရောသူကတော့သူ့ဦးစားပေးလိုက်တာပေါ့နော်စေတနာနဲ့ဦးစားပေးလိုက်တာလုံးအဆင်ပြေအောင်သူ့ဘက်ကလာတဲ့ကားတွေရောကိုယ့်ဘက်ကလာတဲ့ကားတွေရောအဆင်ပြေအောင်ဆိုပြီးတော့ကိုကလက်လေးထွက်ပြီးအောင်မှာဖုန်းဖုန်းလုံးဒီဒီဒီဘက်ကိုကဲလို့ဒီဘက်ကို ตวาဆိုပြီးတော့မှကိုကပြောတယ်ပေါ့เนาะအဲ့ဟာကိုဖုန်ကြီးကနင်းထိုင်နေတယ်အဲ့မင်းလည်းမဟုတ်ပဲねမင်းကဘာလို့ဝင်လာလဲဘာဖြစ်တယ်ညာဖြစ်တာ ਨੇ ဆဲတယ်ပေါ့เนาะကျွန်တော်ကိုပြောတယ်ပေါ့เนาะပြောတဲ့ခါမှာကိုလည်းမဟုတ်ဘူးဆိုတာကိုမပြောねသူဝေထားတဲ့လန်လည်းမဟုတ်ဘူးဒီနိုင်နိုင်ငံတော်ကပိုင်တာသူပိုင်နေလန်လည်းမဟုတ်ဘူးကွာပြောချင်တာလေဟိုသူဝေထားတာမလို့လားအဲ့လန်ကနေကိုလည်းပြဿနာမတက်ချင်တော့ဟဲ့လို့ဖုန်ကြီးဖြစ်ပြီးရောလို့ဒီတိုင်းလည်းပဲပြောပြီးရောမှာကိုကိုကနေကိုပဲအော်ကိုကပဲ ့ကိုဦးစားပေးပြီးတော့ကိုကပဲလမ်းကိုရှောင်ပေးလိုက်တယ်ပေါ့နော်ရှောင်ပေးလိုက်တဲ့အချိန်မှာအဲ့ဖုန်းကြီးကဘာလုပ်လဲဆိုတော့တကောက်ဆောင်းပိတ်ပြီးတော့မှချစ်ချစ်ဆင်းလာဆင်းလာပြီးတော့မှကိုကလက်ညှိုးငေါောက်ထုတ်ပြီးတော့ဆဲတယ်ပေါ့နော်ပြီးတော့အဲ့မန်တကားကားမန်ကားမန်တကားတော့မှကိုကမြင်မြင်ပိတ်ပြီးတော့မှလော့ချလိုက်လို့မဟုတ်လို့ရှိရင်အဲ့နေရာမှာအထူးခံရမလားရိုက်ခံရမလားမသိဘူးပေါ့နော်အဲ့ဖုန်းကြီးတအားကိုရိုင်းနေကတော့နော်အဲ့ဟိုဟာကြီးဝတ်ထားပြီးတော့တင်ငင်းကြီးဝတ်ထားပြီးတော့တင်ငင်းကြီးကိုအားမနာဘူး စီးလာတဲ့ကားလဲအမနာဘူးနောက်ကတကားတွေကအော်ဖုံဖုံတော်လိုက်တော့သူ့အမားလည်းမဟုတ်ဘူးသူတောင်းမဲ့နေရဲ့ပြောနေရတော့မှဖုံကြီးကမတော်နိုင်ဘူးကျွန်တော်တောင်းမဲ့နေဟုတ်ပြီဖုံထက်ပြီးတော့ပြဿနာမတက်ချင်တော့လို့ဟုတ်ပြီဖုံကြီးဖုံဖုံတောင်းမဲ့နေတပည့်တော်မားတယ်တောင်းမဲ့နေဆိုပြီးတော့မှကိုကတော့ပြဿနာမတက်ချင်တော့လို့နော်အဲ့နဲ့နောက်ဆုံးအဖုံကြီးကိုကိုမမားပဲနဲ့တောင်းမဲ့လိုက်ရရဲ့ပေါ့နော် ဟိုအနောက်ကလာတဲ့ကားတွေရောအားနာလို့ပြီးရင်လမ်းတွေပိတ်သွားရင်လည်းအရန်ကြာနေဒီတိုက်တွေကလည်းအဲ့နေရောလေတခုဆိုဖြစ်လာရင်မလွယ်ဘူးဆိုပြီးတော့မှအော်ကိုကအားလဲအားနာလို့တောက်မှန်လိုက်တာပေါ့နော်ပြီးတော့တယောက်တည်းဆိုတော့ mainly တယောက်တည်းဆိုတာတီရောဖုန်ကြီးကအတကုံကိုဖြဲချောက်ပြီးတော့ချိန်းချောက်ပြီးတော့ဒီကားမန်နေအောင်မမကွဲယုံတမဲထုခွဲအထုထုရိုက်နေပြီးတော့မှပေါ့နော်တော်တော်ရိုင်းဆိုင်တာတင်ငန်းနဲ့အားမနာဘူးဒီလား mainly တယောက်တည်းလာတဲ့ကားကိုပေါ့နော်ကိုကတော့စေတနာနဲ့ကိုကတော့စေတနာနဲ့ဟိုကလုတ်ပေးတာဖဲ ကားကိုဖယ်ပေးရပါတော့အဲ့ဒါကိုစေတနာကိုဖုံးကြီးဖြစ်ပြီးတင်ကန်းဝတ်ထားပြီးတော့တီးခန့်ခြင်းတရားမေတ္တာလေးတောင်မထားနိုင်မင်းနဲ့ဒါတစ်ဖက်သားကိုပေါ့နော်မိန်းကလေးတယောက်ကိုပေါ့နော်ဒီလိုကြီးပြောဆိုပြီးတော့မှဒီလိုမှန်မှန်နေကိုအတကုံထူရိုက်နေပြီးတော့ပေါ့နော်အဲ့လိုကြီးလုံနေရအဲ့လိုကြီးရိုင်းဆိုင်နေရပေါ့နော်တခြားပါတာဝင်နေအမြင်မှာဆိုလို့ရှိရင်လည်းဒါဘလောက်တောင်မှဟိုရှက်စရာကောင်းလဲပေါ့နော်ခုခုဗုဒ္ဓဘာသာလို့တောင်မပြောချင်ဘူးရှက်လွန်းလို့ ုံကြီးလို့တော့နာမည်မတက်ချင်ဘူးရှက်လို့တင်ငယ်ဝတ်ကြီးနဲ့အာမလူတိုင်းကအခက်ခဲကိုစီနဲ့အနောက်ကကားတွေလည်းဒီဒီလမ်းကြီးကိုကိုယ်တွေလည်းလာချင်းလို့လာတာမဟုတ်ဒီလောက်လမ်းချင်းချင်းလေးဟုတ်တယ်မလားမဖြစ်တာလို့လမ်းကဘလို့မှရှောင်လို့လည်းမရတော့ဘူးနောက်လဲဆုပ်လို့မရတော့ဘူးဟိုဘက်တည်းလည်းသွားမရတော့လမ်းနေရာတိုက်တည်ပြို့တော့အကုန်လုံးပိတ်ထားတာပိတ်ထားတော့ဒီတလမ်းမရှိတော့ဒီတလမ်းမဲသွားရတာတယောက်နဲ့တယောက်ဟုတ်တယ်မလားစေတနာမေတ္တာနဲ့အော်ကိုနည်းနည်းဖယ်သူနည်းနည်းဖယ်သွားလိုက်ပြီးနေရပဲဟုတ်တယ်မလား ဒါပေဖုံကြီးကဖုံကြီးတယောက်ဖြစ်ပြီးတော့မှတရားလေးတောင်မပေါက်မပွားနိုင်မင်းနဲ့မြစ်တာလေးတောင်မထားနိုင်မင်းနဲ့ဘာလို့ဖုံကြီးလုံနေရတော့ဟုတ်တယ်မလားတင်ငန်းမဲခြုံပြီးတော့မှဟိုအတားစိတ်တွေလောဘစိတ်တွေမကောင်းတဲ့စိတ်တွေဒေါရဒေါရမောဟတွေအကုန်လုံးနဲ့ပြည့်နေလို့ရှင်ဘာလို့တော့မှတော့ဖုံကြီးလုံနေနေတော့လေဟုတ်တယ်မလားအဲ့တော့အတကွန်ကားတွေကိုထူရိုက်ပြီးတော့မှအမလူကြားထဲမှာဆဲဆိုးအော်ဟစ်ဖုံကြီးဖုံကြီးတပားဖြစ်ပြီးတော့တ အာကူမရွှန်စရာအကောင်းပြီးတော့ရိုင်းဆိုင်တာသူများဘာသာဝင်နေမြင်လဲတကယ်ကိုရှက်စရာကောင်းတာပေါ့နော်အဲ့ဒါကိုကပဲတောင်းမှန်ပြီးတော့မှကိုကပဲတောင်းမှန်ပါတယ်တောင်းမှန်ပါတယ်တော်ပါတော့တော်ပါတော့တွတ်တွတ်ပြောမှဒါတော့မှကိုကိုဆဲဆိုပြီးတော့ထုရိုက်ပြီးတော့မှအမေဟိုကလောက်သွားလိုက်သေးတာ तू ကအရှက်မရှိအရှက်တရားဆိုတာလေ तू မှရှိမဲ့ပုံမပေါ့အဲ့ဒါတော့မှ तू ကားပေါ်မှာပါလာတဲ့အဲ့ဒီတကားကြီးမောင်းတာ तू မောင်းတာ ဟုံကြီးကားဆိုသိရမလားအမြန်လန်းလို့ပါလို့ဆိုလို့ရှင်တော့သူ့ကားကိုရှောင်းနေရတာဟုံကြီးကားတွေကိုရှောင်းနေရတာအခုတော့ငကုံးမတကောင်ကြောင့်တလီလုံးပုတ်အဲ့ကိုနဲ့သူ့ကားပေါ်မှာပါလာတဲ့တကာတွေကအမှဟုံဖုံတော်တော့ဟိုဘက်ကမတိလို့ဟိုဘက်ကတောင်းမှန်နေတယ်ဟိုဘက်ကတောင်းမှန်နေတယ်ဘုံဘုံတော်တော့ဇွတ်အတင်းပြောမှာကိုရီးယားလည်းမဲ့ဇွတ်အတင်းလက်အုပ်ကိုခြီးပြီးတော့ဟိုဆိုဘက်ဆက်ကိုတောင်းပန်မှဟုံအဖုံကြီးကတော်သွားတာ မဟုတ်လို့ရှိရင်ကိုဒါဟိုဘာမှမပြောဘဲနဲ့ဒီတိုင်းနေရင်လေကိုကိုထူရိုက်တတ်သွားမလားတော့မသိဘူးအဲ့ပုံကြီးကဘယ်လောက်ထိရိုင်းဆိုင်ပြီးဘယ်လောက်ထိယွန်စရာကောင်းလဲဆိုတာကိုပြောပြတာဟုတ်ကဲ့ပါဘုံကြီးလောဘပင်လေဝဘုံကြီးဒေါသမှုန်တိုင်းထဆိုသလိုနော်အဲ့တော့ဘုံကြီးတွေလောဘကြီးလာပြီဆိုလဲနည်းနည်းနော်နော်မဟုတ်ဘူးဗျဘုံကြီးတွေဒေါသကြီးပြီဆိုလဲမှုန်တိုင်းတိုက်သလိုပဲဆိုသလိုပေါ့ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးတော့တစ်ဖက်ကစကားကိုပဲနားထောင်တာကြောက်လို့တော့မပြောစီခြင်းဘူးဘာဖြစ်လို့လဲဆိုတော့ အချို့မိန်းကလေးတွေကလည်းကားမောင်းတဲ့နေရာမှာတွန်းဆုံတွန်းဆုံနဲ့ပြဿနာရှိတာမှန်တယ်ဒါပေမဲ့သင်ငန်းဝစ်ပြီးတော့ကားမောင်းတဲ့ကိစ္စကပိုပြီးတော့ပြဿနာရှိပါတယ်ရဟန်းတန်ကဖြစ်ပြီးဘာကြောင့်ကားမောင်းရပါသလဲယင်တိုက်မှုဖြစ်လာရင်ဒီလိုမျိုးယင်နဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်လာရင်ဘယ်လိုလုပ်ကြမလဲယင်တိုက်မှုဖြစ်လို့လူအသေးပြောင်ဖြစ်လာခဲ့ရင်ဘယ်လိုလုပ်ကြမလဲဒါတွေရှိပါတယ်ဒါတွေကိုကြက်ကြက်မက်မက်လုပ်ရတော့မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဒီနောက်ပိုင်းမှာဖုန်ကြီးတွေကိုယ်တိုင်ကားမောင်းလာတာမြင်တွေ့နေရတာအများကြီးဖြစ်လာပါပြီ။ဟုတ်ပြီနော်။အခုဖြစ်တဲ့ပြဿနာကလည်းလောဘဒေါသမောဟတွေကိုမလျှော့နိုင်လို့ဖြစ်တာပါ။ယဟန်တန်ခါရဲ့တိတ်ခါအရယဟန်တန်ခါရဲ့အိန္ဒြေအရအေးအေးဆေးဆေးထိုင်စီးလို့ရပါတယ်။ဒရိုင်ဘာခေါ်ပါအေးအေးဆေးဆေးထိုင်ပြီးတော့သွားလို့လာလို့ခရီးသွားလို့အဆင်ပြေပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်တိုင်မောင်းပြီးတော့ဒီလိုမျိုးပြဿနာတွေတက်တာရုပ်ပေါက်ပါတယ်။ ဒီကောင်မလေးပြောသလိုတခြားဘာသာကကြည့်ရင်လည်းအဆင်ပြေမနေပါဘူးဟုတ်ကဲ့ပါအဲ့တော့တက်သေးလေးတွေကျွန်တော်ပြပါမယ်ဒီဗီဒီယိုလေးကိုကြည့်ကြည့်ပါသာသနာနယ်မြေအရက်ဘီယာမတော့ရတောက်ပါကအသေးဇိုးနဲ့တေပါစေရေနစ်တေပါစေကားတိုက်တေပါစေဆိုင်ကယ်မှောက်တေပါစေပုံကြောင်းတိုင်ဆရာတော်မင်္ဂလာတုခအဲ့တော့ဒီဆိုင်းဘုတ်ကိုဒါကြည့်လိုက် ရှည်ရှည်ဝေးဝေးတွေပြောမနေနဲ့ဘုံကြီးတချို့ကိုပြောတာပါနော်ဘုံကြီးတချို့ရဲ့ဒေါသတွေကကြောက်เสียလူပုပ်ကိုတွေတက်တောင်မှကြောက်เสียကောင်းနေပြီအဲဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ယဟန်တန်ဃာတွေအနေနဲ့လဲကိုကြောင့်အားလုံးထိခိုက်မဲ့ကိစ္စမျိုးတွေကိုရှောင်သင့်ပါတယ်ငခုံးမတကောင်ကြောင့်တလေလုံးပုတ်တာဆိုသလိုယဟန်တန်ကတပားကြောင့်သာသနာ့တစ်ခုလုံးပြဿနာတက်တာမျိုးအကြီးညိုပြက်တာမျိုးကတော့မဖြစ်စေချင်ပါဘူး ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ